ားဖော်နေဘသူမဆိုသူတို့ကိုသူတို့အကောင်းဆုံးလို့ယူဆတဲ့အနေအထားနဲ့လူမှုပတ်ဝန်းကျင်နဲ့ဝန်ဆန်းကြမှာပါတေးကြတာကတော့အဲ့လိုဝင်လာကြတိုင်းမျက်နှာဖုံးတွေကိုအထက်ထက်ဆွတ်ပြီးခံစားချက်တွေကိုမြို့သိအလိုဆန္ဒတွေကိုချုပ်တီးစိတ်မလုံခြုံမှုတွေကိုဖုံးကွယ်တရုတ်ဆောင်ကောင်းသူထက်သာကြိုးစားကြမှာပါလူအထာကိုပါနဲ့ချင်တော့အထက်ထက်ဆွတ်ထားတဲ့မျက်နှာဖုံးတွေကိုတလွှာချင်းသဲလွန်စားရှာ ခွာချပြီးမျက်နှာဖုံးတွေမပါတော့ရင်ဖြစ်သွားကြမယ်။တကယ်လူစစ်စစ်ကိုမြင်နိုင်သိနိုင်လို့ဖို့ပါပဲ။လူအထောင်ကိုသိနိုင်ဖို့အခြေခံအကျဆုံးပဟိရိသဲလွန်စာ၃မျိုးရှိပါတယ်။အဲ့ဒါတွေတော့၁သဘောကျခြင်းမကျခြင်း၂။စိုးမိုးလို့ခြင်းလွှမ်းမိုးခံလို့ခြင်း၃။မာယာပရိယေလို့ပဲဖြစ်ပါတယ်။သဘောကျခြင်းနဲ့သဘောမကျခြင်းဘလူလူပဲဖြစ်ဖြစ်အတတ်ငယ်ငယ်ကြီးကြီးအတိတ်သားဆုံးအမှုရာတွေနဲ့မူချင်းက သူတို့ကြိုက်ဤမကြိုက်ဤကိုဖော်ပြခြင်းပဲဖြစ်တယ်။ကိုယ်အမူအရာဖြစ်စေမျက်နှာအနေထားဖြစ်စေမျက်လုံးအကြည့်လေးကနေတဆင့်သိနိုင်တဲ့အထာကသဘောကျမှုနဲ့သဘောမကျမှုပဲဖြစ်တယ်။ဟန်ဆောင်ကောင်းလွန်တဲ့သူတွေကသူတို့ကိုသူတို့ဒီအထာမဖြစ်အောင်အတတ်နိုင်ဆုံးစူးစမ်းနေကြပေမဲ့လုံးဝဖုံးကွယ်လို့မရနိုင်တဲ့လူမနော်လူအထာပါ။ကိုကိုပြန်ပြီးတစ္ဆာဖောက်တတ်တဲ့အကျင့်လို့လဲစိတ်ပညာရှင်တွေကနမယ်ပေးတယ်။တတိထာမီဖို့လွယ်သလောက်အ အတိတ်ပဲဖော်ရအခက်ဆုံးပါကြက်ရင်တမျိုးမကြက်ရင်တမျိုးအမှုရာပြောင်းပစ်လိုက်လို့ရပါတယ်ဒါပေမဲ့ဟန်ဆောင်နေခဲ့ရင်မကြက်လို့ကြိုက်ရှင်အောင်ဆောင်တာတို့ကြိုက်လျက်သားနဲ့မကြက်ရင်အောင်ဆောင်တာတို့လုံးလို့ရတဲ့အထာဖြစ်တာကြောင့်အတွေ့အကြုံနှုတ်တဲ့ဒီသဲလွန်စားကိုဖော်ရခတ်ပါလိမ့်မယ်အမှုအချက်ပညာရှင်တွေကဒီအထာကိုအချွေစိအထာလို့နာမည်တက်တယ်သဘောကျတဲ့အထာနဲ့သဘောမကျတဲ့အထာကိုကွဲအောင်ခမန်းတက်ပြီဆိုရင်လူအထာကောက်တက်ပါပြီ အစစ်ကြောက်ဖြစ်တဲ့အပြုံးလားအပြုံးတုလား꽌အောင်ခွဲနိုင်ရပါမယ်လူတကူစိတ်တမျိုးဖြစ်တဲ့အတွက်လူအမျိုးမျိုးရဲ့အမှုချင်းတွေကိုတပြိုင်နက်တည်းနှိုင်းရှင်မှုမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်သဘောကျမှုမကျမှုကို꽌အောင်အရင်ခွဲပါဒီအထောက်ကိုပပနဲ့နဲ့ကောက်တဲ့တခြားသောစိတ်ခံစားချက်စိတ်နေစိတ်ထားတွေကိုခံမှန်းနိုင်တော့မှာပါ